ကဲအလောဝဲမြင်္ဂလာပါဗျာဒီကနေ့မှာတော့ပြီးခဲ့တဲ့အပတ်လေးနေကမှဂျင်ပန်ပြလုပ်သွားခဲ့တဲ့ One Friday Fights 109ကအဖေရဝိတန်ကကေပပ်စင်ပွဲစဉ်ကောင်တပိုလီကိုပိတ်တဲ့တွင်နေအတူအစားဆုံးလေလံချီရှုပြီးတော့မှာဖြစ်ပါတယ်ဗျာ။အပြန်တောင်းကနေပေါင်းပြီးအဖြေအောင်နဲ့ရှင်ပြန်ထိုးတက်နေတဲ့ဖိုင်တာကတော့ဂျပန်ကနမေဂျီဖိုင်တာတို့ဖြစ်တဲ့ခိုင်ထူဟိုလိုလို့ခေါ်တယ်ဗောနော။ဒါသူကတော့ဂျပန်နိုင်ငံရဲ့ဒီ အဖွဲ့အစည်း3ခုပေါ့နော်။ဒါနာမည်ရှိတဲ့အဖွဲ့အစည်းတွေမှာဒါချန်ပီယံဖြစ်ထားခဲ့ပူးတဲ့ဖိုင်တာဖြစ်ပါတယ်။ဒါသူရဲ့ဒီကစ်ပေါင်စင်မှတ်တမ်းကတော့ဒါ60နဲ့9ပွဲအထိရှင်ပြန်ထိုးတက်ထားပြီးတော့မှဒါအဒီမှာဆိုရင်59ပွဲအနိုင်ရရှိထားတယ်ပေါ့နော်။ဒါရှုံးပွဲတော့9ပွဲအထိရှိထားပါတယ်။ဒါအနိုင်ရရှိထားတဲ့ပွဲပွဲဒီမှာဆိုရင်တော့သူနဲ့26ပွဲအထိကိုဒါအလဲထိုးနဲ့ဒါအနိုင်ရယူပြထားတာတွေ့ရတယ်။အဲ့တော့တပကဖိုင်တာကတော့အီရန်က ဒါဖိုက်တာတူဖြစ်ပါတယ်ဒါအနီတောင်းကပါနော်ဒါမိုဟာမက်ဆရာနီလို့ခေါ်ပါတယ်စီယန်ဆရာနီလို့ခေါ်တယ်ပေါ့နော်အဲ့တော့မိုဟာမက်စီယန်ဆရာနီကတော့အရင်၅ပြည်နဲ့၁၀လမှရှိတယ်ဒါအသက်ကတော့၂၀နဲ့၂နှစ်ပါအဲ့တော့ဂျပန်ဖိုက်တာခိုင်ထူကတော့အရင်၅ပြည်နဲ့သူကလည်း၅ပြည်၁၀လမှပေါ်ပြထားတယ်ပေါ့နော်သူ့မြေဒီမတန်းကတော့မန်ချမမန်မပြဒီ1 championship ကပေါ်ပြထားတာပေါ့နော် ။အဲကျွန်တော်ရဲ့အမြင်ရဆိုရင်တော့ဒီ Japan Fighter ရဲ့အရက်မောင်းကအနိုင်ငယ်ကြီးရှိမယ်ပေါ့နော်။အဲ့တော့ Iran Fighter 9B 6လောက်ရှိမယ် Japan Fighter 9B 30 17လောက်တော့ရှိမယ်ဗျ။အာအသက်ကတော့20နှစ်9နှစ်ပါ။ Okay ကျွန်တော်ဒီကနေ့မှာတော့ဒါဒီ Featherweight ကပြောင်းစင်ပွဲစဉ်ကောင်းတဲ့ပွဲလေးကိုကျွန်တော်လေ့လာကြည့်ရှုသွားမှာဖြစ်တယ်ဗျ။ဒါ Fighter တို့ဦးစလုံးဒါဘယ်လိုမျိုးဆွမ်းဆောင်ပြသွားခဲ့တယ်လဲပေါ့နော်။ ုတ်ကစ်ခဲ့တယ်အီရန်ဖိုက်တာအနေနဲ့ဟက်ကစ်ကောင်းနေမြန်1 2တွေလင်းမြမှုရှိတယ်အီရန်ဖိုက်တာကအဲ့တော့ fighter နဲ့ us လုံးကလည်းပြောဆိုတော့နာမည်ရှိတဲ့ fighter တွေဖြစ်တယ်ဗျအဲ့တော့တစ်ဖက်ကဒီ Iran fighter ရဲ့ဒီမှတ်တမ်းတွေကိုကျွန်တော်တွားပြီးကြည့်မယ်ဆိုတော့ဒီ Thai ကနာမည်ကြီး fighter တွေဖြစ်တဲ့ ဒီစတီချိုင်းဘောနော်နောက်ပြီးတော့မှဒီကျွန်တော်ခုံစုဆိုတဲ့ဖိုင်တာဘောနော်ခုံစုကတော့အလောက်ကြီးတော့နာမည်တော့မရှိဘောနော်ဒါစတီချိုင်းဆိုတဲ့ဖိုင်တာကိုခုနေနဲ့အနိုင်ရရှိခဲ့ဘူးတယ်အဲ့တော့ဒီ Iran ကဖိုင်တာပြောမယ်ဆိုတော့1 championship မှာဒါမူထိုင်းထိုးလိုက်ကစ်ပေါင်းစီထိုးလိုက်နဲ့အချင်းနဲ့နေတဲ့ဖိုင်တာတူဖြစ်တယ်ပေါ့နော်အဲ့တော့ဒီမူထိုင်းထိုးတဲ့ဟာကတော့ဒါသူ့အနေနဲ့ဒီ1 championship ဒီပွဲဥထွက်ပေါ့နော် ပွဲဦးထွက်အနေထားမှာသူနေတမှုတိုင်းပွဲစဉ်ထုတ်လိုက်ရတယ်။ဒါဒုတိယမြောက်ပွဲမှာတော့ကစ်ပေါင်းစဉ်ပွဲပေါ့နော်။အဲ့တော့မွေတိုင်းမှာတော့ရလတ်ဒီကပွဲစဉ်ပေါ့။ဒီနောက်ပိုင်းနှစ်တွေအထူးသဖြင့်ဒီ2024မှာဆိုတော့သူနေနဲ့မွေတိုင်းပိုင်းမှာရလတ်မကောင်းခဲ့ပေါ့။နှစ်ပွဲဆက်တိုက်ရှုံးနေခဲ့တာမြင်တွေ့ရတယ်။အဲ့ဒီကစ်ပေါင်းစဉ်ပိုင်းမှာတော့ရလတ်လေးပြန်ပြီးကောင်းလာတယ်။ဒါ2025မှာဆိုသူနေနဲ့နှစ်ပွဲအနိုင်ရပြန်ထားမှတွေ့ရတယ်ပေါ့နော်။ ဟဲ round 1တော့ပြီးသွားပြီဗျ round 1မှာတော့ဒါကျွန်တော်ရဲ့အမြင်အရဆိုတော့ဒီ Iran fighter နေနဲ့ထိချက်ပိုင်းမှာကျွန်တော်တာခဲ့တယ်လို့ပြောလို့ရတယ်ဒါကစားပုံရလည်းပြောလို့တပတ်ကခိုင်ထိုးတဲ့ဆိုင်တော့ဒါလက်တီးတွေကျွန်တော်လင်းမြတ်တွက်လက်မှုရှိတယ်ဒါထိရောက်မှုကိုပိုင်းရတယ်တော်တော်လေးအားတာခဲ့တယ်လို့ပြောပါမယ်ဗျာ ီရန်ဖိုင်တာတော့အသက်ရွယ်ရတော့ဂျပန်ဖိုင်တာနိုင်ငံတယ်ပေါ့နော်အဲဂျပန်ဖိုင်တာတော့29ရှိပြီအီရန်ကတော့20နဲ့နှစ်နှစ်ပေါ့အဲ့ဒီဂျုံပိုင်းမှာတော့ဂျပန်ဖိုင်တာနိုင်ငံလုံးဝတာတယ်အဲကစားပုံရကျွန်တော်ချိန်လိုက်မယ်ဆိုရင်တော့ဂျပန်ဖိုင်တာပို့ပြီးတော့မှတည်ငိမ့်နေအေးအေးဆေးဆေးပုံစံမျိုးနဲ့ကစားတာမျိုးတွေ့ရတယ်ပေါ့နော်ဖရန်ကီကန်ဟာလေရိုက်ရိုက်ခုအချစ်တော့ဖန်လို့မရဘူးပြပြပေါ့စွဲရ 1-2တွေတော်တော်လေးအပါတယ်အီရန်ဖိုင်တာဟက်ကစ်ကောင်းတယ်လက်ရှိအနေထားလောက်ဆိုရင်တော့အဂျပန်ဖိုင်တာရဲ့ chicken ချက်တွေအလီလွင့်လေးရှိခဲ့တယ်အီရန်ကတော့ချင်းမြင့်ကန်ချက်မှာတားခဲ့တယ်ပေါ့နော်တယ်ကျော် ရိုက်ချက်တွေထိတာကောင်းတယ်ကောင်းနေပြန်ဒီ Iran fighter ရဲ့ကျွန်တော်ဒီ left body kick နဲ့ left ခုနဲ့တွဲထားတာမျိုးတွေ့ရတယ်။ဘာတူရီလင်းမြတ်မှုရှိတယ်ဗျ။ဒါကစားပုံရကျွန်တော်ကြည့်မယ်ဆိုရင်ဒီတဝန်ချိုင်းနဲ့တော့နည်းနည်းစင်တယ်လို့ခန်းစားရတယ်ဗျ။ဒီသူ့နည်းနည်းဒါ body kick ကံပြီးတဲ့နောက်ပိုင်းမှာပေါ့နော်ဒီ left ခုကြီး တွဲပြီးမှဝင်တာမျိုးတွေ့ရတယ်အဲ့တော့ဖေဒါဝိတ်ကဘောင်စင်ဆိုတော့ကျွန်တော်ဒါလက်ရှိချန်ပီယံကဖေဒါဝိတ်တန်းမှာစူပါဘုံဖြစ်တယ်ပေါ့နော်အဲ့တော့ဒီဖိုက်တာနှစ်ဦးကကျွန်တော်တို့တော်တော်ချင်းချင်းမှာတော့စူပါဘုံနဲ့ကျွန်တော်ရင်ဆိုင် တွေ့တောင်းနိုင်ချင်ရှိတဲ့ fighter တွေဖြစ်ကြတယ်။ဒါသူတို့အနေနဲ့နိုင်ပွဲတွေကိုစီရယူပြီးသွားပြီဆိုတော့ဒါ super bowl အနေနဲ့ champion လာဆက်ဖြစ်အောင်မယ်ဆိုတော့တွေ့တောင်းနိုင်ချင်ရှိတယ်ပေါ့နော်။အဲ့တော့အခုကျွန်တော်ကြည့်ရှုနေတဲ့ပွဲစဉ်ကတော့ဒါ MW နေနဲ့ဒါရှင်ရဲ့တက်သွားခဲ့တဲ့အပြိုင်ပွဲတုန်းကတော့ဒါပေါင်းခဲ့တဲ့တွဲဆိုင်တွေဖြစ်တယ်ပေါ့နော်။အဲ့တော့အဲ့ဒီပွဲစဉ်မှာဆိုတော့ super bowl တော့တာဝန်ချိုင်းတော့အကုန်လုံးကျွန်တော်တွင်ထဲမှာလာရအောင်ကြည့်ရှု အားပေးကြတယ်ပေါ့နော်သူတို့ရဲ့ဒီသက်ဆိုင်ရာဂျင်ကဖိုင်တာတွေကိုကျွန်တော်လိုက်ပါချစ်ချက်ပေးတဲ့ပုံစံမျိုးနဲ့ကျွန်တော်နောက်ပွဲကိုဒါလာရောက်ကြတယ်ဒါစူပါဘွန်ကလည်းကျွန်တော်ပွဲတွင်းမှာသူ့အနေနဲ့ဒီအင်တာဗျူးခွင့်ရလိုက်တယ်ပေါ့နော်ဒါသူ့ရဲ့ဒီစပါဘုံချင်းကဖိုင်တာသူကနိုင်ရရှိသွားပြီးနောက်ပိုင်းတိုင်းအင်တာဗျူးခံရတယ်သူအနေနဲ့အဂျပန်ဖိုင်တာပေါ့နော်တာဝန်ချဲကနိုင်ရရှိထားတဲ့ဒီနောင်ဝီနဲ့ တွေ့ပြီးတော့မှရှင်ပြန်ထူးတက်ခြင်းနဲ့ဆိုပြီးတော့မှဒါစိန်ခေါ်သွားခဲ့တယ်ပေါ့နော်ထူးတက်ခြင်းကမျိုးတော့မဟုတ်ပဲအစိန်ခေါ်တဲ့စကားကိုပြန်ပြီးပြောဆိုသွားခဲ့တာပေါ့နော်ငကူကနေဒီတွဲဆိုင်ကဒါဖြစ်လာဖို့ရှိနေတယ်ဆိုတာဒါပိတ်သက်ပြီးအားလုံးကလည်းသိရှိနေတာဖြစ်တယ်ပေါ့နော် ဲ့ round 2ပြီးသွားပါပြီအဲ့တော့ round 2မှာကလည်းဒါပရမတ်ချီနဲ့တိတ်တော့မကွာဘူးပေါ့နော်ချစ်ချက်ပိုင်းမှာ Iran fighter နေနဲ့အတရာရှိခဲ့တယ်ဗျအဲ့တော့ Iran fighter နေနဲ့ကျွန်တော်အထင်နောက်ထပ်တပွဲနှစ်ပွဲလောက်တာအနိုင်ရရှိသွားမယ်ဆိုတော့သူနေနဲ့ဒီ fenway ကပုံစံ ranking ဒါ top 5စီးရင်ဟဲ့ကိုကျွန်တော်ဒီ ထိတ်ဆုံးမှုသူ့အနေနဲ့တက်လန်းသွားနိုင်မှုရှိပြီးတော့မှအချင်းချင်းခပ်ပတ်တွေမှာကျွန်တော်စင်ခေါ်ရရှိသွားနိုင်တဲ့အခွင့်အရေးမှာရှိနေရပါတော့။အဲ့တော့ဒီပုံရိပ်ရတော့ဒီခိုက်ထူဆိုတဲ့ဂျပန်ဖိုင်တာပုံပြီးမြင့်နေသူ့အနေနဲ့ဒီမတူညီတဲ့ဒီအဖွဲ့အစည်းတွေမှာပေါ့နော်။ဒါသူ့အနေနဲ့ခပ်ပတ်များစွာရရှိခဲ့မှုတွေ ဒီတွဲကြောင့်မို့သူနေဝမ်ချမ်ပီယံရှစ်မှာဒါနိုင်ပွဲတွေကျွန်တော်ဆက်တိုက်ပြန်ပြီးရယူနိုင်ခဲ့မယ်ဆိုတော့ဒါအချိန်တူအတွင်းမှာခပ်ပတ်စင်ကိုခွင့်အထိပါရရှိသွားနိုင်ခြင်းများလဲချက်ထောက်ချက်တွေကဒါအဖက်ဖက်မှာဒါတီချက်တို့ကျွန်တော်ဟက်ကစ်တို့နိုင်ရှင်ချင်းလိုက်မယ်ဆိုတော့ Iron Fighter နဲ့လုံးဝကျွန်တော်တာခဲ့တာမျိုးတွေ့ရတယ်တီချက်တိကျမှုကလည်းပိုပြီးများခဲ့တယ်ဗျာ ခွင့်ရရှာနေတော့ဝင်ဖြစ်တယ်ဗျခိုင်သူကသူ့အနေနဲ့လောကကိုဒီကုကပီရမလက်ထုတ်ဖို့ကြိုးစားနေတာဖြစ်တယ်နော်ဒါပေမဲ့ဘက်ကလည်း Iron Fighter လည်းကျွန်တော်ကောင်တာလေးကစားတာတော်တော်လေးကောင်းတယ်ခိုင်သူအနေနဲ့ပြန်ပြီးဒါခန်းစစ်ကစားသွားရတဲ့အနေအထားမျိုးတွေပြန်ပြန်ဖြစ်သွားခဲ့ရတယ်ပေါ့နော်ဒီပွဲစဉ်ကတော့ပြောမယ်ဆိုရင်တော့အထူးသဖြင့်ကျွန်တော် Fighter 2ဦးစလုံးရဲ့ဒီ technique ပေါ့နော်သူတို့ရဲ့ ကစားပုံတွေအဓိကအဖြစ်ကျွန်တော်လာလိမ့်လာချစ်ရှုသွားမှာပေါ့နော်ကဲကစားသွားတာလည်းပြောဝင်ဆိုတော့ဟာကောင်းနေပြန်ဖိုင်တာနှစ်ဦးစလုံးကလုံးဝကိုယ်တာ 3GB တော့မှဒီအမားနေအောင်ပေါ့နော်အပြင်လည်းကစားနေတာမျိုးပြီးဖေးရတယ်ဆွမ်းဆောင်ရရတော့ကျွန်တော် Iron Fighter ရဲ့ဒီ စွမ်းဆောင်ရင်ပို့ပြီးသဘောကျမိတယ်။ဒါအတွေ့အကြုံပိုင်းကတော့ဒီကစားပုံအနေထားလောက်ကျွန်တော်ချိလိုက်မယ်ဆိုရင်တော့ခိုင်ထူကကျွန်တော်တာတယ်။သူ့ကစားပုံရကလုံးဝအေးအေးဆေးဆေးနဲ့ပြပြင်းမမှန်နဲ့ကစားချင်တဲ့ပုံမှန်ပေါက်တယ်ပေါ့နော်။ဒါပေမဲ့ဒါ3မိနစ်3ချီနဲ့ကစားတဲ့အတွက်ကြောင့်မို့လားအချိန်ပိုင်းအပြည့်ကျွန်တော်3ချီထဲနဲ့ဒါအဆုံးဖြတ်ပုံစံမျိုးကစားမယ်ဆိုတော့တိတ်တော့ပြောရတာတော့ခက်သေးတယ်ပေါ့။တကယ်လို့၅ချီပုံစံကစားမယ်ဆိုရင်

သူတို့ပြင်းဒီပြိုင်ဖက်တွေကိုတာပွဲချင်းကတ်တဲ့နေရာပေါ့နော်ဒီရံဖိုက်တာ3ဂျီတဲ့ကစားပုံများဒါအမားသိပ်မခံဘူးဒါအရှောင်းသိမ်းကစားတဲ့ပြင်ဘူးဒီ1 2တီချက်တာတာပုံစံမျိုးနဲ့ပေါ့တီတီမီမီပုံစံမျိုးဒါကစားသွားနိုင်တယ်ချင်းနေကန်ချင်းကောင်းတယ် ချီုံဟက်ကက defend လောက်ထားလို့ပြန်တာဂျပန် fighter နေနဲ့ပြောမှာဆိုတော့ဒီ hack ကမှာကျွန်တော်အချက်ကြီးကပြုံးဆိုတော်တော်လေးချီခံထားရတယ်ဘောနော်တို့မြင်သူ့ defend ကမစူးလို့ပြောလို့ရလို့ဒါသူ့နေလုံးဝကြတော့တာပြီတွေးခင်းရဘူး defend ကျွန်တော်ဒီ UA လောက်ဝေး fighter တို့တော်တော်များလို့ကျွန်တော် defend မရှိပဲကက်နည်းနည်းလေးကြတော့တဲ့အနေထားမျိုးမှာဆိုတော့ဒါ Iran fighter ရဲ့ဒီအခုလို့ကျွန်တော်ရှိမှကံပြသွားခဲ့တဲ့ အခြေခံချက်ပုံစံအတိုင်းအရဆိုလောကကြီးပေါက်ရိပ်ကြသွားနိုင်ချေရှိတယ်ပေါ့နော်ဖိုင်တန်တော့စလုံးကတော့ဒါအကောင်းဆုံးကျွန်တော်ရှင်ပြခုတက်သွားခဲ့ကြတယ်။အပွေချင်းခဲ့တဲ့အပိုင်းမှာတော့ကျွန်တော်ဖိုင်တန်နဲ့အငင်းငယ်လေးဒီအငင်းခဲ့တွေပြောမှာ။ဒါအီရန်ဖိုင်တာဒါမှနဲ့အောင်တိချက်တတနဲ့ဒီပွဲကိုသူကအကောင်းဆုံးပြင်ဆင်ပြီးတော့မှဒါရှင်ပြခုတက်သွားတာမျိုးပြီးတွေ့ရတယ်ပေါ့နော်။ Okay အဲ့တော့ကျွန်တော်ထိုင်အဆုံးပြတ်ခင်မှာဖြစ်ပါတယ်။ ပြည်သက်တွေအနေနဲ့ရောကျွန်တော်ဒီပွဲစဉ်ကိုကြည့်ရှုပြီးတော့လည်းနောက်ပိုင်းမှာဆိုတော့ဒါဖိုင်တာတို့ရဲ့ဒါဆွမ်းဆောင်ရည်မှာကျွန်တော်ဘယ်ဖိုင်တာကိုပို့ပြီးတော့သဘောကျောက်ပြီးကြလဲပေါ့နော်ဒါနဲ့ပတ်သက်ပြီးကျွန်တော်အောက်ကခေါင်းမှာလေးအောက်ဝင်အောင်ဆွေးနွေးတော့ပြီးပို့အားလုံးကိုဖိတ်ခွချင်ပါတယ်အဲ့တော့ဒီပွဲစဉ်မှာတော့ဒီမှာဖိုင်တာနေနဲ့အနိုင်ရရှိသွားခဲ့ပြီပေါ့နော်တကယ့်ကိုကျွန်တော်ထိုက်ထိုက်တန်တန်နဲ့ဒါအကောင်းဆုံးဒါရှင်ပင်ကစားတော့ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ဒါထိုက်တန်မှုရှိတယ်လို့ပြောလို့ရတယ်ဗျာ ကဲအဲ့တော့ကျွန်တော်တို့ဒီနောက်လာမယ့်ဗီဒီယိုမှာဒါတခြားတော့တော့ championship ကကျွန်တော်ဒီပြီးခဲ့တဲ့အပတ်တွေပေါ့နော်ဒါပြီးခဲ့တဲ့ပွဲစဉ်တွေမှာရှင်ရင်ထူးထက်ကြွားခဲ့တဲ့ဒါလက်ထူးပွဲစဉ်ကောင်းလေးတွေကိုကျွန်တော်တို့ဒါထပ်မံတင်ဆက်ပြီးတော့ပြီးရှိတယ်ပေါ့နော်ဒါဆိုရင်ကြည့်ရှုအားပေးဖို့ဒီကနေ့အားလုံးကိုပြေပချင်ပါတယ်